ဟိုနေ့ကမျိုးရဲသွားရင်းနဲ့ဒီဂိမ်းဆက်တစ်ခုဝယ်ခဲ့ရဗျာဒီဂိမ်းဆက်ကသူကငွေတော့ကျွန်တော်ဆော့ခဲ့တဲ့ family game တွေက Rambo တို့ဘာလို့ပါတယ်လို့ပြောတယ်ဂိမ်းတွေအများကြီးပါတယ်ပေါ့ငွေတော့အဲဆော့ခဲ့တဲ့တို့ဂိမ်းဆက်လေးတွေအခွေအခွေဆိုင်ပြီးဆော့တဲ့ဂိမ်းဆက်ပုံစံမျိုးပေါ့သူရေးထားတာတော့ဂျပန်စာလိုတရုတ်စာလိုလိုပဲကျွန်တော်လည်းတည်ချာတော့ဂျပန်စာလည်းတရုတ်စာလည်းတည်ချာတော့မသိဘူးဒါပေမဲ့တရုတ်ထုတ်ပဲဖြစ်ဖို့များပါတယ်ဒီဈေးနဲ့ဆိုတော့လေသူက အဲဆက်ပုံစံတော့ဒီလိုဗျာဒီမှာသူကဒီဒီထဲမှာတော့ဒီမှာတော့ family computer ဆိုပြီးရေးထားတယ်အဲဂိမ်းငယ်တော့ဂိမ်းဆက်ပုံစံမျိုးတော့ဂိမ်းဆက်ပုံစံမျိုးပဲဒါပေမဲ့တိတ်မတူတော့တထရာလဲတော့တိတ်မတူသလိုပဲသူကဒီထဲမှာတော့ဂိမ်းပေါင်း900ပါတယ်ပေါ့ဒီပြီးတော့အခွေထဲမှာကြာတော့ဒီက132 132 in 1ဆိုတော့ဒါဒီထဲမှာတော့ဂိမ်း132ခုပါတယ်ပေါ့ ဲခလုတ်ကတော့ဒီမှာကျွန်တော်တက်ပြီးသားတရားတက်တက်ထားလိုက်တယ်ပေါ့နိခလုတ်ကတော့နှစ်ခုပါတယ်ဒီကတော့ player 1ပေါ့ဒီလိုကန်ရတယ်ထင်တယ်ဟာမဟုတ်ဒီလိုဟုတ်တယ်တရားမှန်ဒီလိုကန်ရတာဒါတော့ player 1ပေါ့သူကဒီကတော့ player 2အဲအခွေရတော့သူကဒီတိုင်းဖွင့်လိုက်တယ်ဆိုလို့ရှိရင်သူကဒီဂိမ်းထဲမှာဂိမ်းသက်ထဲမှာပါတဲ့ bidding ဂိမ်းပေါင်း900လာမယ်ဒါမှမဟုတ်အခွေကိုဒီလိုစိုက်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုစိုက်ပြီးဒီလိုစိုက်ပြီးတော့ စိုက်ပြီးတော့ဖွင့်လိုက်တယ်ဆိုလို့ရှင်ဒါအကွေတွေက gain 132ခုတရား gain 132ခုလာမှာပေါ့အဲ့တော့စမ်းဖွင့်ကြအောင်လေဘာ gain တွေပါမလဲဆိုပြီးတော့ဒီမှာဝင်ကြည့်ပြီးတော့မသိတဲ့ gain တွေတော့ကြော်ခဲ့လိုက်တယ်ပထမဆုံးမှတ်မိတဲ့ gain ကဒီ bomber man ဆိုတဲ့ gain ဒီကောင်ကဒီလိုမျိုးဆက်ရုပ်ကလေးနဲ့ဘုံလိုက်ထောင်တာကျွန်တော်တို့ ਈ ဘုံလိုက်ထောင်လဲဆိုပြီးတော့ပြောကြတယ်ငယ်တော့တော့ဒီကောင်လေးကိုလိုက်ပြီးတော့ဘုံထောင်တာအထီးလို့မရဘူးထင်သေးတယ်ဆက်ရုပ်က ဒီတင်ကားခင်းကတော့တော်တော်များများဆုတ်ကြပါပေါ့အနီကောင်ပြင်းဟိုကျေတွေပါတွေရတယ်အကောင်တိုးတယ်အကောင်သေးတယ်ဒီခန္ဓာကိုတခြားတင်ကားတွေလာမပြည့်အောင်ဟိုဆောင်းပေးရတယ်ပေါ့ဆောင်းရင်းနဲ့တခြားတဲ့ကားတွေအကောင်လုံးလိုက်ပြည့်ရတာ နောက်တစ်ခုကတော့ဒီဟာကတော့ကျွန်တော်အလုပ်သီးတဲ့တော်တော်များများဆော့ခဲ့ကြတဲ့ Rambo ပေါ့ဒီကောင်တော့ထုတူလေးတော့ရှင်းပြနေကြလို့တော့မထင်ပါဘူးနှစ်ယောက်ဆော့တော့ဘိုးဆော့လို့ကောင်းလို့ပဲနောက်တစ်ခုတွေ့တဲ့ဂိမ်းကဒီ Sack Up ဆိုတဲ့ဂိမ်းဒီကောင်လေးကဒီ Sack Up ဆက်ကပ်ပြတဲ့လိုမျိုးပေါ့ကျွန်တော်တို့ဆက်ကပ်ပြတဲ့ကောင်းလေးနေရာမှာဆော့ရတာကျွန်တော်မှတ်မိတဲ့ဒီတခန်းပြီးရင်တော့တခန်းကမြောက်ကလေးတွေကိုခေါ်ရတဲ့အခါဒီ twin bee ဆိုတဲ့ခေါင်းကြီးတဲ့ကိန်းကတော့တိတ်တော့ခင်မစားဘူးအဲတိတ်တော့နာမည်မကြည့်ဘူးပေါ့ဒါပေမဲ့ကျွန်တော်တော်တော်ကြိုက်တဲ့ကိန်းလေးမှပါတယ်ဗျကျွန်တော်တို့ဂိမ်းဆိုင်ရောက်လို့ရှိရင်အမြင်နဲ့ဆော်တယ်ဒီ twin bee ကိုခေါင်းလုံးကို အောက်ကမကြအောင်ပြည့်ရတယ်အကောင်တွေကိုလည်းပြည့်ရတယ်ပြီးလို့ရှိရင်ခေါင်းလောက်အယောင်ပြောင်းသွားပြီးတော့စားလိုက်တယ်ဆိုလို့ရှိရင်ကိုယ်ကပါဝါတိုးလာတယ်ဒီဂိမ်းမင်္ဂလာကြော်ဆိုမြန်ငယ်တော့ကိုယ်ဒီမှတ်မိတဲ့ဂိမ်းရတော့၁၀ခုလောက်ပဲပါတယ်ကခုနတင်ကားတို့လိုမျိုးရမ်ဘိုတို့လိုမျိုးဂိမ်းတွေပေါ့ အဲ့ဒီလိုမျိုး comment တက်ကင်းရယ်10ခုလောက်ပဲပါတယ်ပြီးတော့တချို့အဲရှာလုံးတွေ့ရကင်းနေလည်းရှိရပါဘူးမဟုတ်ဆိုလို့ရှိရင် ice climber ဆိုပြီးတော့ဟိုလေရေခဲကိုထုပြီးတော့ဖဲတွေကို light ထုပြီးတော့ဟိုအပေါ်ဆုံးအထိတက်ရတဲ့ကင်းမျိုးတို့ပြီးလို့ရှိရင်ဒီဘူပေါင်းနဲ့စီးပြီးတော့အောက်ကိုဖောက်တဲ့ကင်းမျိုးတို့ကျွန်တော်တိတော့တိနေတယ်ဗျာဒါပေမဲ့နာမည်မမှတ်မိလို့လားဒါမှမဟုတ်လို့ရှိရင်အဲတိချာပဲမရှာကြည့်သေးလို့မတွေ့တာလားတော့မသိဘူးဒါကြေတော့ တခြား game တွေပေါ့ combat mini game တွေရှိလို့ရှင်လဲပြောခဲ့ပြီပေါ့ကျွန်တော်ဒီခွေထဲမှာပါလားဆိုတာဒီခွေနဲ့ဆက်ထဲမှာပါလားဆိုတာ now တခြားအချိန်ပေးပြီးတော့လိုက်ရှာကြည့်ပါမယ်တကယ်လို့ကိုကအပြီးအထိဘောလေအဲဘယ် game တော့ combat mini နေတယ်ဘယ် game တော့အပြီးအထိအဲဆော့ရင်ကောင်းမယ်ဆိုပြီးတော့ပြောပြခြင်းနဲ့ game တွေရှိလို့ရှင်လဲ comment မှာပြောပြပေးသားလိုက်ရပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ うん。Mm hmm. mm hmm.